ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကအဲဒီ accident ဖြစ်မဲ့စနေနေ့ည9:00နာရီအဲကျွန်တော်နဲ့သူနဲ့အိမ်ကနှစ်အိမ်ပဲကျော်တာလေကျွန်တော်အပြင်မှာညဘက်ခွေးကြောင်းနေတော့သူကမတူးကားလေးပေါ့ accident ဖြစ်မဲ့ကားလေးထုတ်လာသူကစနှုတ်ဆက်တယ်ပေါ့ကိုကလည်းညနေတကောင်လေးပြင်မထွက်နဲ့မင်းအိမ်ုံစောစောပြန်ပါညာဆုံးမလိုက်သေးတယ်အဲအဲ့ဒါနောက်ဆုံးပြောခဲ့တဲ့အချိန်ပါလိုက်ဆန်းဆန်းခိုင်းလိုက်ငယ်ဘွားလိုပါလို့အေးရသမီးနဲ့တွဲပြီးတရုတ်ဆောင်ခဲ့ ိုရီနဲ့ပဲအတူတူပဲအတူတူစားပြီးကိုရီလက်ပေါ်မှာကြီးပြင်းခဲ့တဲ့ကလေးပေါ့နော်ဟိုသူ့ကိုဆုံးရှုံးရတဲ့အတွက်လည်းအရန်နှမျောသလိုမိဘရှာကျွေးတဲ့တားလိုက်မှာတယောက်မှုလို့ကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ် ဟိုအရင်ကစိတ်ကောင်းဖြစ်ပြီပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နာခက်ညပညာ61ကျဲဝင်းတပွင့်ချွေလင်းသွားလို့အရင်လဲဆောလုံးပါလေ။မိသားစုနဲ့ထပ်တူပဲနေရပါသူနဲ့ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကအဲဒီ accident ဖြစ်မဲ့စနေနေ့ည9:00နာရီအဲကျွန်တော်နဲ့သူနဲ့အိမ်ကနှစ်အိမ်ပဲကြော်တာလေကျွန်တော်ကပြင်မာညဘက်ခွေးကြောင်းနေတော့သူကမတူးကားလေးပေါ့ accident ဖြစ်မဲ့ကားလေးထုတ်လာအဲဒီမှာတောင်းနေတောင်းဟိုသူကစနှုတ်ဆက်တယ်ပေါ့ကိုကလည်းညနေတကောင်လေးပြင်မထွက်နဲ့မင်းအိမ်ုံစောစောပြန်ပါညာဆုံးမလိုက်သေးတယ်

ောင့်ရှောက်ပြီးတော့ခေါ်သွားတာပြောမယ်ဆိုလို့ချင်းကိုရီနဲ့ပဲတူတူပဲတူတူစားပြီးကိုရီလက်ပေါ်မှာကြီးပြင်းခဲ့တဲ့ကလေးပေါ့နော်ဒီအရွယ်ရောက်တော့လဲဒီသူကအတာပိုင်းကိုသွားကျင်နေဆိုတော့ MRD ဖို့မှအလုပ်လုပ်တယ်ကိုရီဟိုအချံပြူအချံပြူတဲ့အနေနဲ့ဟိုစကားလေးပဲပြောရင်လည်းကိုကအချံပြူတဲ့အကြောင်းကိုပြောပြတယ်။နောက်ဆောင်းရင်ဆောင်းရင်နေစီကန်းနေအဲဒီတရုတ်ဆောင်တရားဝဲတဲ့လိုအပ်တဲ့အချက်လက်တွေပြောပြတယ်။အဲ့တော့သူဒီ MRD ဘုတ်မှာရက်တည်နေတယ်ဆိုတာလဲကိုရက်တည်တယ်။အလုပ်အရန်ချိုးစားကလေးပါအရန်နှမျောပါ သူကလည်းအမြဲတမ်းစနှောင့်နေတဲ့ဟိုပျော်တတ်တဲ့ကလေးတယောက်ပေါ့နော်။နောက်မိဘဘောလည်းနေပါတယ်။ဆရာသမားတွေကိုလည်းယူသေးလေးစားရပေါ့။နောက် MRD ဘုရားတင်းတစ်ခုလုံးလည်းသူဟိုဘယ်လိုခေါ်မလဲစီးစီးကိုင်းရှိတယ်ပေါ့လေးစားရပေါ့နော်။အဲ့အတွက် ဟိုသူ့ကိုဆုံးရှုံးရတဲ့အတွက်လည်းအရန်နှမျောသလိုသူကလည်းမိဘရှာကျွေးတဲ့တားလိမ္မာတယောက်မှုလို့ကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ်သူတည်ကြည်နေတာဆွေးနွေးတယ်လောအားယူဆွေးနွေးပြောတယ်တော့တည်ယူတယ် ဲ့တော့ဒီကြားထဲမှာမသေးခင်လေးမှာတကူးတကအိန္ဒိယရောက်ညဘက်ကြီးလာကြတော့ပါအဲ့တော့၅ရက်နေရတယ် ယောက်ျားအောင်တော်လို့ဆရာဟွာဝင်သွားတော့ nomination ဝင်သွားတော့ပရိသတ်တွေပါဝင်တာနဲ့စင်းနေရပါစာယူတာတို့တာနဲ့စင်းနေရစာထင်မှားတဲ့ဟာလေးက nomination ဝင်သွားတော့ကြည့်ရထားတာအဲ့ွားပေးထားတယ်ရေးပြီးစားလေးတစ်ခုရှိတော့ဟိုရေးပြီးစားတော့ဒီကလေးနဲ့ကြိုက်တယ်ဆိုတာမြင်းသားနောက်ကလိုက်တယ် နာမည်ကြီးမင်းသားလောက်နောက်ကလိုက်တဲ့တပည့်ထီတော်ဘိုးဆိုတာရေးထားတာမရှိသေးဘူးတပည့်ဦးစားတပည့်သူကမန်တော့ဇာကားထဲမှာတော့မန်တော့မိမ့်မိမ့်အဲ့ဒါလေးအောင်မရိုက်လိုက်ရရှာမရိုက်လိုက်ရရှာအဲ့ဒါလေးဒါလေးရှိသေးဆိုပြီးစာလက်လျှော့ပြီးရောက်ရဘဝကအကောင်းဆုံးမှုလားရောက်ပါစေလို့ဆုတောင်းတယ် ေဆိုတင်ပါတယ်